။တနင်္လာသားသမီးမိတ်ဆွေတွေပြက်ကြိန်တစ်ခုကိုကုံလွန်လာတာဆရာတို့အချိန်နေနေ့တွေရက်တွေနာရီတွေဟာတိုက်စားပြောင်းလဲလာတာ တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါအခုတနင်္လာသားသမီးမိတ်ဆွေတို့တနင်္လာသားသမီးမိတ်ဆွေတွေရောမိတ်ဆွေတို့အနေနဲ့2025ခုနှစ်ကမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘယ်လိုရှိခဲ့တယ်လဲဆရာကို comment box မှာမှန်ပြီးရအောင်ဒါအပြင်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ2025ခုနှစ်ကမိတ်ဆွေတို့အတွက်ကံဟာညံ့ခဲ့တဲ့နှစ်များပါမလားစုခဲ့တဲ့နှစ်များပါမလားဆိုတော့ဆရာပြန်မသုံးသက်ခင်မှာမိတ်ဆွေတနင်္လာသားသမီးတွေရဲ့ကံရှိနေလေတိပြရစီဒါအပြင်ဆရာငယ်သားမှာ2026ခုနှစ်အတွက်အဲ တနစ်စာဟောစရံနေမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာဟောစရံနေကိုမှာယူမဲ့မိတ်ဆွေများကတော့ထုံးစံတိုင်းမှာပဲဈေးကတော့ဈေးကမပြောင်းလဲပါဘူးကုန်စည်နှုန်းတွေတက်ပေမဲ့2026အတွက်တနစ်စာဟောစရံယူမဲ့မိတ်ဆွေများအနေနဲ့စရင်တော့ကြိုတင်ပေးဖို့လိုအပ်ကြောင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့မနစ်ကတရှုပ်တွေမိတ်ဆွေများမရလိုက်တဲ့မိတ်ဆွေများလည်းဈေးတေချာကိုဒီတနစ်ကတော့လာအလိုက်ရဲ့ပြင်ကို1380ခွန်နှစ်ကိုကုန်လို့ချစ်ချက်ရှိကြအောင်တော့ဆရာတနစ်စာတော့မပြီးတော့ဘူးတကြံဟောစရံနေနဲ့လှုပ်ရှုပ်နေရဆိုတော့2020အဲဟိုဆွမ်းလာလို့2020 6ခုနှစ်အတွက်တနစ်စာဩဇာတန်ကိုတော့ဆရာကျမ်းမာရေးရလို့စီးပွားရေးအစားလာလိုက်အကျိုးပေးတဲ့အကြောင်းနဲ့နေသားတွေအပြင်ဆရာဘာလက်ဆောင်ပေးမယ်ဆိုတော့မိတ်ဆွေတို့ကျင်းသေးတန်ပါလိမ့်မယ်ခင်ဗျာတနစ်စာဩဇာတန်ကိုတော့တယောက်ကိုတော့9000ကျပ်ပါအချိန်တော့ပေးရပါတယ်လူတိုင်းရမယ်လို့တော့ဆရာအမမခံပါဘူးဆရာလည်းအချိန်နည်းနည်းများနေလို့ပါကောင်းပြီဆိုတော့ဇကားတွေမများပဲတနင်္လာသားသမီးမိတ်ဆွေတွေအတွက်စတင်လိုက်ရအောင်အဲ့9ခုနှစ်ဟာတနင်္လာသားသမီးမိတ်ဆွေတွေတတ်တော့စိတ်တိုင်းကြတဲ့နှစ်အားရတဲ့နှစ်ဖြစ်ခဲ့လိမ့်မယ်လို့တော့ ကျွန်တော်မိတ်ဆွေတို့များကျွန်တော်မထင်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့တနင်္လာသားသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အနေနဲ့ငါတိချပို့လုံးနိုင်ရမှာငါတိချပို့ပြီးကြိုးစားရင်ရမှာဆိုတဲ့နှစ်မျိုးကို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 ရောက်ရှိနေတဲ့ level အလိုက်ကိုရရှိနေတဲ့ကံအလိုက်ကိုငါတိချပို့ပြီးတော့ကြိုးစားရင်ရနိုင်မှာငါတိချပို့လုံးခဲတင်တာဆိုပြီးတော့ကြိတ်မနိုင်ခဲမရလက်ခံမောင်းခတ်နေတာမျိုးဟန်ရေးတပြင်းပြင်း ငါတိထပ်ပို့ပြီးတော့စ조사ဟင်အောင်မြင်နိုင်မှာဆိုတဲ့စိတ်မျိုးတွေကိုကိုကိုကျင်းတည်ရရှိခဲ့တယ်လို့ပြီးခဲ့ပြီးသားကိစ္စတွေဖြစ်ခဲ့ပြီးသားကိစ္စတွေကိုနှစ်ခါပြန်လိုချင်နေတဲ့စိတ်မျိုးတွေအရာတစ်ခုခုကိုနှစ်ခါပြန်ပြီးတော့ချန်ပီးရင်ကောင်းမှာဟာဆိုတာမျိုးတွေကျင်းတည် စ조사နေတာမျိုးငါဒါကြီးတော့လှုပ်ခဲလိုက်ရင်ကောင်းမှာဆိုတာမျိုးအဒီအเจ้าညာကြီးတို့မပြောခဲလိုက်ရင်ကောင်းမှာဆိုတဲ့အရာမျိုးလေးတွေကျင်းတည်တယ်မိတ်ဆွေတနင်္လာသားသမီးတွေနေနဲ့စိတ်တိုင်းမကြခြင်းအားမရခြင်းတွေရောက်ရှိနေပါတယ်ဒါပေမဲ့လည်းမိတ်ဆွေများခင်ဗျာ2025ခုနှစ်ရဲ့ကံကိုကတနင်္လာသားသမီးမိတ်ဆွေတွေအတွက်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့မဆိုးရိမ်ပါနဲ့မိတ်ဆွေမှာမဟုတ်ဘူးတနင်္လာသားသမီးမိတ်ဆွေအများစုကဒီလိုမျိုးကိုဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဒီ2025 ငါခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံကိုကကိုကိုကိုကြိတ်မနိုင်အားမရခြင်းစိတ်တိုင်းမကြခြင်းအာကိုကိုကိုမြည်တွန်းတောက်တောက်တီးခြင်းနေအာအချင်းချင်းကို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 အဲဘယ်လိုပြောမလဲဟိုကြိတ်မနိုင်ခဲမရအာစာဟာမှာလဲဒီလိုမျိုးတွေစကပုံမျိုးပြောမယ်ဆိုရင်တော့ကုံတော့မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးဖြစ်နေရနှစ်ဖြစ်တာကတော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူး အားလုံးဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသာသမီမိတ်ဆွေတင်းနေတယ်ဘာကိုဖြစ်ဖြစ်ကိုကိုကိုလက်ခံထားဖို့လိုအပ်တယ်ဘာကိုမဆိုမိတ်ဆွေတို့ရဲ့ကံကိုကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်တနင်္လာသာသမီတွေဟာလာမယ့်2026မှာတော့မိတ်ဆွေတို့အနေနဲ့တည်ကြတဲ့2025ရဲ့မပြီးမပြတ်ချင်းနေ 2025ရဲ့တန်းလန်းနေ2025ဒီတနှစ်ရဲ့2025တနှစ်ရဲ့အဲမစ်ဆူတူရဲ့လာမဲ့2025ခုနှစ်တနှစ်ရဲ့ကံရဲ့အခြေအနေကိုပြန်ပြီးတော့ပြုလုပ်ရတာမျိုး repeat လုပ်ရတာမျိုး2020တေချာပါတယ်မစ်ဆူတနင်္လာသားသမီးတွေဟာဒီလာမဲ့ဇန်နဝါရီ sorry လာမဲ့နိုဝင်ဘာဒီဇင်ဘာမှာမစ်ဆူတူရဲ့တနင်္လာသားသမီးတွေဟာ2025ရဲ့ကိစ္စတွေကိုပြပြအောင် လုပ်ထားမှသာ တော်ကကြမဲ့ကာလာဖြစ်ပြီးတော့ပြီးပြတ်အောင်မလုပ်ရှင်းတပိုင်းတစဖြစ်လာရင်တော့မိစွေတို့တေးကြတယ်ဒီတစ်နှစ်ရဲ့အဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကြောင်းအရာတွေကြီးတွေဟာငါတို့26ကိုကျင်းတည်ပြန်လဲတည်ဆောင်သွားမယ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိစွေတို့26မှာကံကောင်းမှုတွေကို2025ဟာကံကောင်းမှုတွေရရှိတယ်ဆိုရင်တော့ဖြင့်2026ကိုပါတည်သွားပါကံဆိုးမှုတွေ ကန်ကူကိုကန်ညံ့နဲ့ကိုကိုကိုကန်ဆိုးလိုက်တာဆရာကြီးလို့ထင်နေတဲ့မိတ်ဆွေများအဖို့ကတော့တင်းလာသားသမီးတွေကတော့2025ခုနှစ်မှာပြပြအောင်အဆုံးသက်ရှင်းအဲရက်တန့်ခြင်းနဲ့ပြက်ဆဲခြင်းဆုံးဖြတ်ခြင်းတွေဥပမာပေါ့အရှိရင်နဲ့ပတ်သက်ရင်လည်းလူငယ်တွေအနေနဲ့တင်းလာသားသမီးမိတ်ဆွေတွေအနေနဲ့သူ့ကိုပဲရှင်ရင်ကောင်းအဖြေပေးရင်ပဲကောင်းသူမဟုတ်ယူရင်ပဲကောင်းမယူရင်ပဲကောင်းဆိုတာမျိုးအဲက အိမ်အောင်လှည့်ပြူပါမှာကြောက်သေးအဲယောက်ျားလည်းမရမှာစိုးရင်သေးဆိုတဲ့မိတ်ဆွေများဖို့ကတော့သိကြတယ်2025မှာအဲ့ဒီလိုဖြစ်နေကျင်းသေးတယ်2026မှာလေအဲ့ဒီ KE ကပြန်လဲကိုပါလာမှာအိမ်အောင်ဟင်းနဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့ယောက်ျားကိုပြန်ပေါင်းဝင်ကောင်းအဲဆရာမိတ်ဆွေများအဲပြန်မပေါင်းဝင်ကောင်းစင်စားနေနေပဲတိကျတယ်အဲ့ဒီအပူတော့ကတည်းက2026ကိုပွာသွားတက်တယ်လို့အောင်မြင်မှုတွေ စိတ်ဆတ်မှုတွေညှိနှိုင်းမှုတွေစုံပြတ်မှုတွေဆောင်ရွက်မှုတွေလုပ်ငန်းဆောင်တာကိစ္စအလို့ကိစ္စယာရုတုကိစ္စယာရုတက်ကိစ္စဆွေမျိုးပေါင်းတဲ့မိတ်ဆွေကောင်းကိစ္စအလူအတန်းဘာသာရေးဆိုင်ရာပြုလုပ်ခဲ့တဲ့မိတ်ဆွေများကောင်းမွန်တဲ့ဘက်မှာပြုလုပ်ခဲ့တဲ့မိတ်ဆွေများဟာလေတရားတဲ့2026ကိုဒိုင်းရိုက်အရှိုးကြမှာတရားတဲ့ဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အစင်မပြေတာတွေစိုးရိမ်စရာတွေညံ့တာတွေဆိုရင်တော့2025မှာပဲလာမယ့်အခုလက်ရှိနိုဝင်ဘာဒီဇင်ဘာမှာပြီးပြအောင်ဆုံးသက်ထားတာပါ ကောင်းမွန်ပြီးတော့အဆုံးမတက်ရင်တော့တေချာတဲ့2026ကိုအဲ့ဒီဟာတွေပြန်လဲပါမှာဖြစ်တဲ့အတွက်အဲဆရာလိုရုပ်ချောတာလေးတွေပြန်ပါရှင်နေဆိုရင်အဲဆွနာလိုပေါ့2026မှာ တရားတည်ကြပါလေဆရာချောနေပါဦးမှာပါအဲအဲ့ဒီလိုပါပဲမိတ်ဆွေတို့နေနဲ့နောက်ထပ်26မှာလည်းမိတ်ဆွေတို့ကံကောင်းမှုတွေပါခြင်းနေဆိုရင်တော့အဲမပြီးမပြတ်နဲ့တန်လန်းလေးတွေလှုပ်ဆောင်တာမျိုး26မှာမှာအစီအစဉ်တစ်ပလန်တစ်တွေလောအောင်ဆိုတာမျိုးအပေါင်းသင်းနေနဲ့မိတ်ဆွေတွေနဲ့အပျော်ပါခီးလေးထွင်ကောင်းမလားဆိုတာမျိုးတွေအတွေးခေါ်တွေရှစ်သူတွေရည်စားတက်လေးနဲ့ဘဝတဲ့အနာဂတ်တက်လေးတွေထူထောင်ခြင်းနေဆိုရင်တော့26ကိုရအောင်သာဆွဲခေါ်လိုက်ခဲ့ပါခင်ဗျာကံဆိုးမှုတွေဆိုရင်တော့ထပ်ပြောပါမယ်ကံညှမ်းမှုတွေဆိုရင်တော့ဟော ရေကိုဓာတ်နဲ့ခုတ်တယ်လို့မဖြတ်ပါနဲ့ဟုတ်စွန့်ရလို့ပေါ့ဇပင်ကိုဓာတ်နဲ့တုံးနဲ့ရိုက်နေတယ်လို့မဖြတ်ပဲနဲ့တုံးကနေတိကနေဖြတ်ကနေတက်ကနေပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့2026ကိုဖြတ်တန်းရင်တော့ကောင်းပါတယ်ဒါကမှမိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတွေဟာကံရဲ့အညံလေးတွေမရရှိအောင်လို့ကံရဲ့အဆိုးလေးမရရှိအောင်လို့ဆရာကြီးကျမတို့ဘလို့ရေတရာလေးလို့ရမလဲဆိုရင်တော့တေချာတဲ့တနင်္လာသားသမီးမိတ်ဆွေများအနေနဲ့ ဒီ2025ခုနှစ်ထဲမှာအဲကန်စာတာတွေညံ့နေရပဲဖြစ်ဖြစ်စိုးနေရပဲဖြစ်ဖြစ်2026လောက်မှာကံကောင်းမှုတွေရရှိအောင်လို့ဆရာငယ်ဖော်ပြပေးမိ။အမိန်ပြန်နိုင်ရေရီယာတို့သို့မဟုတ်လို့ရှိရင်ဆရာအမြဲတမ်းဖော်ပြတယ်ဆရာငယ်အမိန်ပြန်နိုင်ရေရီယာတို့သို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့နေနဲ့ပြက်ကရင်ရေရီယာလေးကြီးလိုက်လှုပ်ရှင်းအားဖြင့်ဆရာမိတ်ဆွေတို့တကယ်ကိုကံကောင်းမှုတွေရရှိတတ်တယ်လို့တကယ်လို့မှမိတ်ဆွေတို့နေနဲ့ဆရာကြီးကျွန်တော်တို့ကျမတို့ကတော့ဗုဒ္ဓဘာသာဝင်မှာသို့မဟုတ်ရင်အဲ အရှာဘာသာဝင်မှာကုသိုလ်ဒါနာလေးတွေပြုပြီးတော့ဆောင်ရွက်ခြင်းတပမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အလမ်းမင်းမှာရှိတဲ့ခိုးစာကလေးတွေကြွေးတာမျိုးခွေးစာကလေးတွေကြွေးတာမျိုးခလေးငယ်ကလေးတွေကိုမုံလေးကြွေးတာမျိုးလေးနဲ့ဖြစ်စီဒီလိုမျိုးပြုလုပ်ခြင်းအပြင်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ကံရဲ့အထောက်အကူကိုရရှိတတ်တယ်လို့ဒီထက်ပိုပြီးပြုလုပ်ခြင်းနဲ့ဆရာကြီးကျွန်တော်ကျမတို့ကတော့တနင်္လာ26မှာကံစာတာတက်စီရန်တို့ကတိုးတက်စီရန်တို့ဆိုမီးအိမ်ကလေးတို့ နော်သူမဟုတ်လို့ချင်းလက်ဆွဲဆွနလိုပေါ့လက်ဆွဲမီးအိမ်ကလေးတွေဖြစ်စေဟာမစ်ဆိုတဲ့ကပ်ကိုပို့စားပြီးတာ2025ဟာဟာမစ်ဟာမစ်ဆိုတော့လက်ဆွဲအိမ်ကလေးတွေဖြစ်စေလက်ဆွဲ sorry မီးအိမ်ကလေးတွေဖြစ်စေဓာမီးကလေးတွေဖြစ်စေမီးချောင်းကလေးတွေဖြစ်စေမိတ်ဆွေတို့အနေနဲ့ကို့ထက်အသက်ကြီးသူသူမဟုတ်ယဟန်တန်ကသမဏေတွေကိုလှူဒန်းခြင်းပေးကမ်းခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံဟာကောင်းမွန်တိုးတက်မှာအသေးစားပဲဖြစ်ကြောင်းနဲ့2020 ရှောက်ခုနဲ့မှာလဲဆရာငယ်မိတ်ဆွေတနင်းလာသားသမီးတွေနဲ့ကန်စာတာတက်ရှင်းနေတဲ့တူရအောင်ပြန်လဲစုံစည်းမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်းလာသားသမီးမိတ်ဆွေများစိတ်တက်မကြပါနဲ့ကံကောင်းမှုတွေကိုလဲချိဆာခေါ်သွားပါကံဆိုးမှုတွေဆိုရင်လဲတုံးခဲအမာရောမဘာကူမဂယုကက်ခက်ကြမ်းကြမ်းခက်ရရမပြောပြဘာကူမတောက်ကယူဆိုင်မနေနဲ့ဆွန့်ပစ်စရာရှိတာလွန့်ပစ်စရာရှိတာလေဘာကြောင့်ထားနေမှာလဲဟောအိတ်ကတ်ထရရနေဘတ်ဆိုဝဲထုတ်လိုက်သလိုတခါလဲ က်ပြီဆိုပြက်ပြီရက်ပြီဆိုရက်ပြီမလုတော့ဘူးဆိုမလုတော့ဘူးဆုံးဖြတ်ချက်နှစ်ခုအလုံးနှစ်ခုခုကိုခက်ပြက်ပြက်ခက်ရှင်းချင်းလေးနဲ့ဆုံးဖြတ်ပြီးတော့ရက်တန့်ပြီးတော့2026ခုနှစ်ကိုကံကောင်းမှုတွေရရှိအောင်အဆုံးတတ်အောင်သွားရင်တော့မိတ်ဆွေတို့ကံဟာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲအင်္ဂါသားသမီးတွေအတွက်ကိုစလိုက်ရအောင်တနင်္လာသားသမီးတွေဘာကုန်မှတုံဆိုင်ပြုနေနဲ့ဖြတ်ထုတ်လိုက်ပါ2026ခုနှစ်ရဲ့အင်္ဂါတွေကိုအရှိနေဘလို့ရှိမလဲဆရာတို့သုံးတတ်ရအောင်အင်္ဂါသားသမီးတွေပါဆရာ